Good day to my fellow students. My name is Modu Jo. I'm here to discuss the topic of Unit 12 Vocabulary, a space of culture. Unit 12 Vocabulary မှာရှိကစရ intercultural communication ကြောင်းပြောခဲ့တဲ့ region မှာတော့အခုကျတော့ vocabulary မှာကျတော့ culture နဲ့သက်ဆိုင်တဲ့ နော် aspects ပေါ့ aspects ဆိုတော့ဒီမှာဖွဲ့ရပါပေါ့လေဒါတွေကိုဆရာတို့ဆက်ပြီးတော့မှလည်လာကြည့်မယ် What aspect of culture do the following photos describes up culture ရဲ့ဘယ် aspects တွေဘယ်ဒီမှာဖွဲ့ရတွေကိုဖော်ပြနေလဲပေါ့လေဒီမှာဆိုလို့ရှိရင်ပထမဟာဆိုလို့ရှိရင်ခြားစရာတွေအကြောင်းပြောတယ်ဆရာတို့ food ပေါ့ဒုတိယဟာဆိုလို့ရှိရင်ဒါဆိုဆရာတို့ peace ဖြစ်မှာပေါ့နော်3ဆို dance ဖြစ်လိမ့်မယ်ဒါ4ဆိုလို့ရှိရင် 4ဆိုလို့ရှိရင်ဒါဒီ crash ပေါ့လေလက်မှုပစ္စည်းတွေဖြစ်ချင်းဖြစ်မှာပေါ့မျိုးလို့ရှိရင်5ဆိုလို့ရှိရင်ဒါ ethnic groups ဖြစ်လိမ့်မယ်6ဆိုတာ festival ပေါ့ဒီလိုပုံစံမျိုးတော့ပြောတာပါပြီးသွားလို့ရှိရင်တော့ culture can be compared to an iceberg တဲ့ဆိုတော့မြင်ကျိမှုဆိုတာကတော့ iceberg လို့ပဲရေခဲတုံးကြီးလို့ပဲရေခဲတုံးကြီးရဲ့သဘောကသူရေးပေါ်မှာပေါ်တာကနည်းနည်းလေးရောက်ထဲမှာရှိတာအများကြီးကိုမြင်ရတာဘာမှမဟုတ်ကိုမမြင်ရတာဒီအများကြီးရှိတယ်ပေါ့ the deeper layers are hidden from our view နော်ကိုမမြင်ရတဲ့အရာတွေအများကြီးပဲတကယ်မြင်နေတဲ့အရာတွေကိုတခုမှမမြင်ရနိုင်ဘူး label the diagram below the words given ဆိုပေးထားတဲ့စလုံးတွေမှာဘယ်အရာကိုကိုကပို့ပြီးတော့နတ်နေလို့မြင်လဲကို့အတွက်မြင်ဖို့ခက်တယ်နော်မမြင်ရတဲ့အရာတွေလို့ထင်တယ်ဆိုတိတာထင်ရှားတဲ့ရတဲ့ food ကတော့တိတာထင်ရှားတယ် festival dance handicrafts art ဓာတ်ထဲသိတာထင်ရှားတယ်။အဲ့မှာနည်းနည်းလေးမြင်ဖို့ခက်တဲ့နေရာတွေက simple တွေအမှတ်သားတွေတောင်းတောင်းမတွေ့ရတော့ဘူး။ပြောရလို့ရှင်နောက်ထပ်မြင်ရဖို့ခက်တဲ့အရာတွေဆိုလို့ရှင်ဘာတွေဖြစ်သွားမလဲ။နော်။ဘလို့ဟာတွေဖြစ်သွားမလဲဆက်ပြီးတော့တွေးမယ်။ပြီးရင် belief ဒါဆိုတာအနည်းငယ်ဆုံးအစင်ပဲကိုလုံးဝမမြင်ရတော့တဲ့အရာတွေ။နော်။မှ symbols and tradition ဆိုလို့ရှိရင်ဒါနည်းနည်းလေးမြင်ဖို့ခက်သွားတာပေါ့အမှမှာ belief တို့ norms တို့ values တို့ ဒါလေးဆိုလို့ရှိရင်သူ့ရဲ့ယုံကြည်မှုတွေသူ့ရဲ့ဘဝနေထိုင်မှုတွေသူ့ရဲ့တန်ဖိုးထားမှုတွေဒါဆိုဘယ်လိုမှမမြင်ရတော့ဆိုတာဒီအောက်ဆုံးရောက်သွားမှာပေါ့မြင်ဖို့အခက်ဆုံးနေရာရောက်သွားမှာပေါ့နော်ဟုတ်ပြီအဲဆရာနံပါတ်1နေရာမှာ food ဖြစ်မယ်2 3 4 5မှာဆိုလို့ရှိရင်ဆရာ handicrafts တို့ dance တို့ festival တို့နော်ဒါတွေမြင်ဖို့လွယ်တယ်ပြီးွားလို့ရှိရင် symbols ပြီးရင် traditions တွေဒါတွေနည်းနည်းလေးမြင်ဖို့ခက်လာပြီပြီးွားလို့ရှိရင်တော့ belief တို့ပြီးတော့ norms တို့ values တို့ဒါတွေကတော့မြင်ဖို့အခက်ဆုံးအရာတွေဖြစ်သွားပြီပေါ့ပြီးလို့ရှိရင် box တဲမှာစလုံး၅လုံးပေးထားတယ် column ၅ခုဖြည့်ရမယ်ရှင်းရှင်းလေးပဲဆရာမလို့ပြတော့ဘူးအရင်လိုခဲ့တယ်ပြီးနံပါတ်၄နံပါတ်၄မှာဆိုလို့ရှိရင်ဒီမှာ phrasal verb လေးတွေပေးထားတယ်ပြီးနောက်မှာ definition လေးတွေပေးထားတယ်ဆရာက matching ပြန်ပြီးတော့တွဲပြရမှာပေါ့ဒီမှာဆို as for as for ဆိုလို့ရှိရင် ဒီစားဆိုတောင်းဆိုရဲဆိုတော့အထိပ်ပဲဆိုလို့ရှိရင်ဒီဘက်က definition နဲ့မှာတခုခုတောင်းဆိုရဲဒီဟာဘယ်ဟာဖြစ်သွားမလဲရှာပြီးတော့တွဲပြီးမယ် bring back ယူလာတယ်နော် bring back ပြန်ပြီးတော့ယူလာတယ်ဆိုလို့ရှိရင်ရောဘယ်ဟာဖြစ်မလဲ come forward ပြီးတော့ come forward ဆိုလို့ရှိရင်တော့ဒါရှေ့ဥထွက်လာတယ်ပို့ပြီးတော့လို့ရှိရင် deal with ဆိုလို့ရှိရင်တခုခုရင်ဆိုင်နေနော် ပြီးတော့ရင်းဆိုင်နေတခုကိုကန်တွယ်ဖြည့်ရှင်းတယ်ဒါမျိုး deal with လို့ပြောတာတပန်းတော့မိခိုတယ်နော် get together ဆိုတာကတော့ပုံဖော်တယ်တခုကိုအတူတကွာဖြစ်လာတယ်ပေါ့ကွာ go through ဆိုတာကဖြတ်ကျော်တယ် hang out ဆိုတာအတူတူထွက်လေတယ်နော်ပြီးပါလို့ရှိရင် put up with put up with ဆိုတဲ့သဘောကတော့ဒီဟာကိုကြော်ဖြတ်တယ်ဒီဟာကိုဖြည့်ရှင်းတယ် set up ဖန်တီးတယ်ဆိုတော့ဘေးနားမှာ သူနဲ့စင်တူတဲ့ definition တိပဲပြီးထားတယ်ဆိုတော့ဒါတွေကိုပြန်ပြီးတော့မှဆက်လို့တွဲပြရမှာဖြစ်တယ်ပြီးတော့ဆိုလို့ရှိရင်အဲ့ဒီ phrasal verb တွေကိုပြန်ယူလာပြန်ယူလာပြီးွားရင်နံပါတ် A မှာဆိုလို့ရှိရင်သူရဲ့ question 10ခုရှိတော့ရှေ့ရ phrasal verb definition ကိုအရင်တွဲအရင်တွဲပြီးလို့အဲ့ဒီက meaning ကိုကိုသိပြီးရလာပြီးဆိုလို့ရှိရင်ဒီ1 to 10မှာပြန်လာပြီးတော့ဖြည့်လိုက်တော့ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲတာဝန်ကြီးကိုကျေးဇူးတင်ပါတယ် ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်